ဒီနေ့မှာတော့ကျွန်တော်ပြောပြပေးမှာတော့ကာလာသာယောဂအကြောင်းပဲဖြစ်ပါတယ်။ကာလာသာယောဂကကျွန်တော်ဗတ္တိယပူဒီကုဆတ်ခံရပြီပေါ့နော်။ကျွန်တော်လိမ္မာတဆင့်ကုဆတ်တဲ့ယောဂပဲဖြစ်ပါတယ်။ကာလာသာယောဂဖြစ်လို့ရှင်ပေါ့နော်။ကျွန်တော်နာကျင်မှုမရှိဘူး။လိန်အင်္ဂါဆအိုဗဆက်အဲ့အနာတဝိုက်မှာစတင်ပြီးရောအနာပေါ်ပေါက်လေးရှိပါတယ်။ဒီအနာတွေမှာဓာတ်ရိုက်ထိတွေ့ခြင်းမှတခြားလူတဦးတယောက်စီကိုကုဆတ်နိုင်ပါတယ်။ ကာလာသားယောဂါကူးဆက်ခံရပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီဗတ္တိယပူပါဘောနော်ယောဂါလက္ခဏာလုံးဝမပြဘဲနဲ့ခန္ဓာကိုယ်ရဲ့ကိုနှစ်ပေါင်းများစွာ ရှင်သန်နေနိုင်ပါတယ်ကာလာသားယောဂါကိုဘောနော်ကျွန်တော်ပနက်စလင်ပိုးတက်စေးနဲ့လွယ်ကူစွာကုသပျောက်ကင်းနိုင်တော်လဲမကုသဘဲနဲ့ထားလို့ရှင်တော့ဒီကာလာသားယောဂါကကျွန်တော်မျက်လုံးအရေပြအုံနောက်နှလုံးအခြားကိုယ်တွင်းအင်္ဂါတွေကိုကျွန်တော်တို့ထိခိုက်ပျက်စီးစေပြီးတော့အသက်နဲ့ထိခိုက်နေသည့်ပြင်းထန်နိုင်ပါ ဟုတ်ကဲ့ပါကျွန်တော်ကာလာသားယောဂရဲ့နောက်ဆက်တွဲယောဂဖြစ်ပေါ်လာတဲ့လက္ခဏာတွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကာလာသားယောဂပူဝင်လာပြီဆိုတာနဲ့ကျွန်တော်စိတ်ရှုပ်ထွေးမယ်ဒီစိတ်အခြေအနေတွေပြောင်းလဲလာမယ်အာယုံစူးစိုက်တာခက်ခဲမယ်နောက်တစ်ခုကျွန်တော်မှတ်ညံစွမ်းအားကြီးလျော်နေလာမယ်တတိမိမယ်ဒီဆုံးဖြတ်နိုင်စွမ်းမရှိဖြစ်မယ်နောက်တစ်ခုကကျတော့ကျွန်တော်ခန္ဓာကိုယ်အစိပ်ပိုင်းတွေကမလှုပ်ရှားနိုင်မဲဖြစ်လာမယ်ပြီးတော့ပန်းတင်ပန်းကျိုးဖြစ်မယ်စီးရင်ယောဂါ မျက်လုံးပြဿနာမျက်လုံးနာမယ်ဒါမှမဟုတ်မျက်လုံးနှိမ့်မယ်အမြင်အာရုံထိခိုက်မယ်မျက်စိကွယ်မယ်နောက်တစ်ခုကနားမှာဆိုလို့ရှင်လဲနားမချားတာနားဥတာပြီးတော့ခြားခြားလဲအောင်မူးတာနှလုံးနဲ့ကျွန်တော်သွေးကြောဆိုင်ရာပြဿနာတွေလည်းဖြစ်စေနိုင်ပါတယ်ကျွန်တော်လေအင်ကာအနီးသက်ဝက်မှာရှိရဲ့ဒီကာလာသာယောဂအနာတွေကထိခိုက်ပုံးပယ်ပြီးတော့အလွယ်တကူ တွေးထွက်နိုင်တာကြောင့်ပေါ့နော်ကျွန်တော်တို့လင်းဆက်ဆန်ခြင်းအနေနဲ့သစ်င် HIV ရောဂါကိုလည်းကူးစက်နိုင်ခြင်းများပါတယ်နောက်တစ်ခုကကြတော့ပေါ့နော်ဒီကိုဝင်ဆောင်မိခင်နဲ့ဒီတဒေသားလောင်းကိုပေါ့နော်ကျွန်တော်တို့ကူးစက်စီပြီးတော့ဝေးရပါကာလာသားယောဂါကြောင့်ဒီကိုဝင်ပြတ်ကျနိုင်ခြင်းများမယ်နောက်ထပ်ကလေးမွေးဖွားပြီးတော့ရက်အနှဲငယ်အကြာမှာလည်းကလေးတည်ဆုံးနိုင်ခြင်းများပါတယ် နောက်တစ်ခုကကျွန်တော်တို့ဒီကာလာသားယောဂါပေါ့နော်ဒီကိုဝင်ဆောင်မိခင်ကနေပြီးတော့ကလေးကိုနော်ယောဂါပိုးကူးဆက်နိုင်ပါတယ်ကျွန်တော်ကလေးမမွေးခင်ကျွန်တော်တို့တဒေသားလောင်းအဆင့်မှာမိခင်ကနေပေါ့နော်ဒီတဒေသားဒီအာဟာရနဲ့အောက်ဆီဂျင်ကိုဒီအချင်းကနေပြီးတော့တဆင့်ဒီတဒေသားလောင်းနဲ့ကိုယောဂါပိုးဝင်ရောက်စေပါတယ်ကလေးမွေးဖွားပြီးရဲ့အချိန်မှာလဲယောဂါပိုးကူးဆက်နိုင်ပါတယ် မွေးရပါကာလာသားယောဂါရှိရဲ့ကလေးတွေကလက္ခဏာပြလိမရှိပေမဲ့လည်းကျွန်တော်စေကူတမှုချက်ချင်းမခံယူဘူးဆိုလို့ရှင်တော့ယောဂါလက္ခဏာတွေဖြစ်စေနိုင်ပါတယ်ဘလို့ယောဂါလက္ခဏာတွေလဲဆိုတော့ဒီကလေးမှာဒီအရေပြားပုံမှာပေါ့နော်အနာတွေအကွက်တွေဖြစ်ပေါ်လာမယ်ပြီးတော့ဖျားမယ်တွေးအားနေမယ်ကျွန်တော်တို့အသေးနဲ့ဒီဘေလုံးကကြီးမယ်ပြီးတော့နှာစည်းတာနှာပိတ်တာနှာရည်ကျတာ အဲ့လက္ခဏာတွေဖြစ်မယ်နောက်တစ်ခုကကျွန်တော်တို့အယိုးအမေးပါနဲ့ကျွန်တော်တို့အယိုးအစိပ်ပိုင်းအချို့ဟာရောင်ရမ်းလာမယ်ပြီးတော့ပုံမူကြီးထွားပြီးတော့ပြောင်းလဲမှုတွေဖြစ်ပေါ်စေပါတယ်နောက်တစ်ခုကကျွန်တော်တို့နောက်ပိုင်းမှာဖြစ်စေနိုင်တာကနာမကြားတော့တာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့သွားနဲ့ဆိုင်နဲ့ပြဿနာတွေဖြစ်မယ်နှာခေါင်းကပေါ့နော်ကျွန်တော်တို့ပုံပြတ်သွားတာအဲ့ဒါကြီးဖြစ်စီနိုင်ပါတယ်ပြီးတော့ကာလာသားယောဂပူပူးဆက်ခံရလို့ရှိရင်ဒီခလေးကလာမစီပဲနဲ့ဝေးဖွာနိုင်ပြီးတော့ဒီဝေးဖွာလာတဲ့မိခင်ရဲ့ ဝမ်းပိုက်ထဲမှာလည်းတည်ဆုံးနိုင်ကြီးဖြစ်ပေါ်စေပါတယ်။နောက်တစ်ခုမွေးဖွားပြီးွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖွင့်ဖြိုးမှုကနောက်ကျစေပါတယ်။ကာလာသားယောဂါကကျွန်တော်တို့မပေါ်စားတဲ့ယောဂါတစ်ခုပါပေါ့နော်။ကာလာသားယောဂါဖြစ်ပြီဆိုလို့ရှိရင်တိပြီဆိုတာနဲ့ချက်ချင်းကုသဖို့လိုအပ်ပါတယ်။မကုသဘဲထားမယ်ဆိုလို့ရှိရင်တော့ဒီမိခင်မှာဖြစ်လာပြီဆိုလို့ရှိရင်ခလေးငယ်မှာပို့ပြီးတော့ထိခိုက်စေနိုင်တဲ့အတွက်တည်တည်ချာချာကုသဖို့လိုပါတယ်။ အဲ့ဒါကြောင့်ကာလာသာယောဂါကိုမပေါ်ဆတင်ပါဘူးလို့ပြောပြပေးလိုက်ပါတယ်ယေရှုတင်ပါတယ်